ဆရာဝန်ကြီးလာပါဟာသူကိုအားလုံးလူလူကဒေါက်တာလာဘုတ်သူခေါ်ကြတာထားတော့ကျမတို့ဆွေမျိုးများရှိရာငင်းချံမြောင်းလင့်နေချေးရွာတွေကတီးခြားကြုံတလို့ကင်ပွန်းတက်ကြသည့်နာမည်တွေလည်းရှိပါသည်တည်းတချို့ကခါထောက်ဆရာဝန်နဲ့တချို့ကကောင်းဖြူဆရာဝန်နဲ့တချို့ကနှကမ်းမွေးဆရာဝန်နဲ့ခါထောက်ဆရာဝန်ဆိုတာကလည်းအကြောင်းရှိပါသည်ဆရာဝန်ကြီးကိုကြည့်လိုက်လျင်တိုက်ရှိမှာခါထောက်နေတဲ့ချင်းကြောင့်ဖြစ်သည် မြင်းကြံမျိုးလဲလမ်းပေါ်တွာလာနေကြသည့်မြင်းလဲဆိုင်ကားမော်တော်ကားတွေကအစဈေးသွားဈေးပြန်ဒီကိုခါထောက်ကြီးနဲ့လိုက်ကြည့်နေလေးရှိသည်တချို့ကဆရာဝန်ကြီးကိုနှုတ်ဆက်ကြသည်တချို့ကပြုံပြကြသည်ဆရာဝန်ကြီးကတော့အာတစ်တယောရှိချင်မှရှိမည်ပြန်လန်းနှုတ်ဆက်ချင်မှနှုတ်ဆက်ပါလိမ့်မည်ဒို့ပေသည့်ဆရာဝန်ကြီးကအတိမတ်ပြုသည့်သဘောဖြင့်ခေါင်းတဆက်ဆက် ညိနေတတ်ပါသည်မျက်နှာကတော့ခက်တီတီစီးကဲရောက်လာသူတွေကိုနောက်နေကြဆရာဝန်ကြီးမှဟုတ်ရဲ့လားအောင်မြင်ရသည်ရောပြမထူးနေခါကြီးထောက်ပြီးလိုက်ကြည့်နေတာများကြောချမ်းစရာပါဟာပေါင်းကြည့်တော့လေလူသဘောကောင်းကြီးပြညင်ကြီးတော်မတန်းပူယောဂါငင်းချန်တက်ကူတော့ငေါ့လိုက်ငန်းလိုက်တာများရစရာမရှိဘူးတလလခေါ်ကူတာတလလုံးငောက်တာပဲယောဂါစင်းမှာ ရွာပြန်ရမယ်ဆိုတော့ငါမပင်ကလေးနှံကလေးရွာပြန်ဖို့ရသေးတာစီပုကတော့ရမှာကဘလောက်မှန်းမမသိတာပျောက်တော့မလာနဲ့တော့တဲ့ခမားမိမပျောက်ပြီတဲ့ငါကတော့ဆရာကတော့ခြင်းလို့စီပုဘွားကပြောပါဆိုတော့မပြောသေးမဲမဲနှစ်ဖီးယူခဲ့နွားနုနှစ်ပလင်းယူခဲ့ရွာကမရမ်းချစ်ဦးဆယ်လုံးယူခဲ့သေးဗျအဲ့ဒါစီပုယူတာပဲတဲ့အံ့ရော မရမ်းချစ်ဆိုတာအဖြိုချစ်ကိုပြောတာဟုတ်ဟာဘယ်နဲ့ဥဥလိမ့်မလို့ကျမဖကြီးဖိုးဖိုးကပြောပြခဲ့ခြင်းဖြစ်ပါသည်နှကမ်းမွေးဆရာဝန်ဆိုတာကတော့အဖျားကောကောနှကမ်းမွေးမထူမပါရှိခြင်းကြောင့်ဖြစ်၏တကောင်းလုံးငွေရောင်တောက်နေသဖြင့်ရွာကခေါင်းဖြူဆရာဝန်လို့ခေါ်သူကခေါ်ကြသည်တခါကကျမတို့နှင့်ဆွေမျိုးနှိဆက်သောဘာကြီးကောင်နှင့်ဆရာဝန်ကြီးတို့ထိတ်တိုက်တိုးကြသည်ဘာကြီးကောင်က ရောင်ကြီးနှင့်ဖြစ်၍တရွာလုံးနှင့်ငါးဘကြီးဆိုရလောက်အောင်ရွာနှင့်အစည်းမကတ်သောလူကလန့်ကြီးဖြစ်ပါ၏။လူကလည်းကြမ်းမာသလိုအသည့်ရွယ်နှင့်မလိုက်အောင်တန်ဆွမ်းလာသည်။ယောဂါဟု၍ကြီးကြီးမားမားမရှိဘဲတလိဋ္ထသလိုလိုချောင်းချောက်ဆိုးသလိုလိုနှင့်ဒီအရွယ်ထိရောက်လာခြင်းဖြစ်သည်။တရက်တော့ချွဲဟက်ရာကတွေးပါသည်။ရွာစင်းနေကူသည်တက်တာသည်တလားလောက်ရှိတော့ ချောင်းဆိုးရာကတွေးတီဇက်တိုက်ဆိုသလိုပါလာသည်ရွာကဒေါက်တာလာဖို့တဟုန်နေပြဖို့တိုက်တွန်းကြသည်ဘာကြီးခေါင်ကလူစွာ လူကန့်လန့်ဘသူဆရာလောက်တာမှမခံမဲပီတီတီလုံနေကလားဆရာဝင်မပြချင်းပေါင်းကွာဟုပင်ဆိုလိုက်သည် ကလားဆရာဝင်မပြချင်းတော့လေမြင်းကြံမှာတက်တိကျွမ်းကျင်သည်မြမလူမျိုးဆရာဝန်ကြီးတွေပြပါလားလို့ပြောကြသည်ဒါဝလဲဘာကြီးခေါင်ကလက်မခံဘူး လူဆိုတာတင်းနေစီတင်းမှာပဲလို့ကပ်ဖဲတိုက်ရင်နောက်ဆုံးမြွံ့မြွံ့ကြံတော့မှလဲပေါ်ကောက်တင်းကဒေါက်တာလာဘုတ်တို့စီပြေးလာခဲ့ကြသည်ဆရာဝန်ကြီးကနှစ်ချမ်းနှစ်ဆန်းသည်အချင်းယူစစ်စေးသည်ဘာကြီးခေါင်ကစိတ်မရှိခမားစည်းလေးတောက်သလားတောက်ရင်ဖြတ်ပါစည်းလေးကို၁၄နှစ်သားကတောက်တာခု90ကျော်မှယောဂပြရရော်လားမဟုတ်သေးပါဘူးဘာကြီးခေါင်က စိတ်လက်တဆင်ဆိုတော့ဆရာဝန်ကြီးကိုခန့်တန်တန်လှုပ်သည်ဆရာဝန်ကြီးကဒါမျိုးတွေကြုံဘူးလားပေါ့ဆိုသည်မျက်နှာဖြင့်သာဘာကြီးကိုကြည့်သည်လက်နှစ်ဖက်ကခါကိုထောက်လျက်အဆုတ်တွေမကောင်းကြောင်းစီးတက်မှန်ရိုက်ရန်လိုကြောင်းယောဂါတီချလျင်စီးဝါးကိုရရှိစားရမှာဖြစ်ကြောင်းတွင်ပြောသည်ဘာကြီးခောင်းကထုံပီးပြီဆရာဝန်ကြီးကကလထိုင်ချပြီးစကားတွေပြောတော်သည် အတန်ခတ်တင်းတင်း နေ ਉ ခမားဘယ်ရွာကလဲဘာလုပ်တလဲဥရိယကကျုပ်ငွားအယောင်ဝင်လုပ်တယ်ငွားအယောင်ဝင်လုပ်တာခက်တလားခက်ပါဘူးအတွေ့ကြုံပေါ့ဟုတ်ပြီခမားအခုကျုပ်စည်းကမ်းလာတာဘာလာလုပ်တာလဲငွားလာဝယ်တာလားဟာဘယ်ဟုတ်ပါမရောကျုံမင်းမနဲ့ကျုပ်တူကစည်းကူးရမယ်ဆိုလို့လိုက်လာတာစည်းကူးရမယ်ဆိုလို့ခမားလာတယ်ခမားမှာယောဂရှိလို့လားမတည်ဘူးလေခမားကပိုတည်မှာပေါ့ကျုပ်ကလူနာပဲဟောင် မှန်နေခမည်းကိုယ်တိုင်လူနာလို့ပြောပြီးကျုပ်ကခမည်းတစ်ပိုးတိရဲ့ဆရာဝန်ဆရာဝန်ဆိုတာယောဂါကိုအယောင်းဝယ်လုပ်တဲ့သူမဟုတ်ဘူးအတစ်ကဲတဲ့သူလူတွေကိုကယ်ဖို့နှစ်ပေါင်းများစွာဈေးပညာတွေသင်ခဲ့ရတဲ့သူတာမညာမဟုတ်ဘူးခမည်းမှာယောဂါရှိတယ်ကျုံနဲ့မကုကျင်လည်းဖြစ်တယ်ဆရာဝန်တယောက်ယောက်နဲ့တော့ခမည်းကုကိုကုရတော့မကုရင်ခမည်းဒုက္ခရောက်လိမ့်မယ်ယောဂါဆိုတာ ခမားငေါက်တိုင်းခံနဲ့ခမားမိမ့်မမဟုတ်ဘူးခမားတူမဟုတ်ဘူးယောဂါကခမားထက်ပိုလျှွတ်တယ်ဘာမက်တယ်လဲဒီတော့မှဘာကြီးခောင်ခမားပျော့သွားသည်ဆိုရင်ဘာကြီးခောင်တူကျမအကိုပျော့ပြခြင်းဖြစ်သည်ငါနမနဲ့လားဖို့တူကချက်ပိုင်ချက်တော့ဟာဘာကြီးခောင်ဆိုတာငိုက်ဆိုင်ကိုကြသွားတော့တာတဲ့ဒေါက်တာလားဖို့ထူးနေပဲဘာကြီးခောင်ယောဂါပြေပြောက်ခဲ့သည်ဆိုပါသည်အဖေကဆိုရင် ကလားဆရာဝန်မှုတာပေါ့ဟာကမဝါတောင်ဖက်ရော်တင်တာလို့ပင်ပြောပူပါသည်မာတိလူနာနှင့်တွေ့လေဆရာဝန်ကြီးဟာပူမာသည်ဆို၏တွေးလီတက်ကတော့တွေးလီချောက်ချားရာကစိတ်ကြောက်ကြရဖြစ်လာပြီးတောပြောတောင်ပြောရေတခါငိုတလဲယောဂါဖြစ်သည်အကောင်ပဂတိကနေထဖောက်တာဆိုတော့ဆွေမျိုးတွေကဓာတ်ဆရာနတ်ဆရာတွေနဲ့ပြကြသည်ကတော့ဝဲထိုးရမည်ဆိုလို့ထိုးရသည် ရိုးရာကင်သည်ဆိုလို့ရိုးရာဆိုင်ရာကပွဲချော့ပွဲတွေလုပ်ပေးကြရသည်ရွာစည်းဝါးတွေနဲ့ကောင်းလီနူးနူးကူကြသည်ဒွေးလေးတက်ကငူငူရဲရဲနောက်ဆုံးတော့ရွာကဒေါက်တာလာဖို့ထူးနေပြကြည့်ဖို့ခါယာကန်ရှင်တွေကို တိုက်တွန်းကြသည်ခါယာကန်ရှင်တွေကလည်းယောဂာနဲ့ဆရာဝန်အဆက်တည့်ပါမလားတွေ့ကြသည်ဟဲ့အဲ့ဒီကလားဆရာဝန်ကြီးကမိမယောဂာကုတတ်ပါမလားဟဲ့ ဒါမျိုးဆိုတာကဗမာစီးမတဲဟုတ်တာကိုအမလီလားဖို့တူဟာပြင်ယောဂမရွေးပါဘူးတော့ဘာယောဂလာလာတူးလက်နဲ့ထပြောက်တာဟောင်းညီမကြီးကျွတ်များနေကြတယ်နောက်ဆုံးတော့လေကောင်းလို့ကောင်းကြဒွေးလေးတက်ကိုခါခါတမင်ကျိုးစီကဒေါက်တာလားဖို့တူတန်းလာပြကြ၏ဒီတော့ကမြင်းချံကကျမတို့အိမ်မှာရွာဧည့်သည်များတဲခိုစရာတဲခိုခံဖြစ်သည်ပေယောင်နှံယောင် จิตตนยางะอสศีลากุตุอสงအိမ်မာတဲကြသည်အိမ်မာစတဲ့ချကတလကိုးတဲ့နေထိုင်ရင်ချင်းပြုတ်စားကြလှုပ်ဆရာရှိလုံလိုက်ကြနဲ့တယုံယုံဒီထဲမှာဒေါက်တာလာဖို့ဒူးနဲ့ဆေးလာကူကြသူတွေလည်းပါသည်ဒွေးလေးတဲ့ဆေးလာကူတီကိစ္စကို ကျမရေးတီတီမှတ်မိနေပါ යි ရွာကဒွေးလေးတင်းညမဒွေးလေးနဲ့လာတိုင်းဒီအကြောင်းစကားရောက်ရသည်မထူးနဲ့ လားဆရာဝန်ကြီးကငါတို့လဲဝင်သွားရောလူနာပဲဟာတော့နဲ့တို့ကမတက်ကိုလက်ညှိုးထိုးပြတော့အကောင်းကြီးပဲတဲ့။ဘာရောအရုံဆိုတော့အကျိုးချောင်းပြောရတာပေါ့။ gain ခမားတို့လူနာပြန်ခေါ်သွား။မနစ်ပြန်ကြမှာကြုတ်ခုမဲတဲ့။မနစ်ကြဆောဆောလာခဲ့တဲ့။မနစ်တို့သွားကြတော့သူ့တိုက်ကြီးထဲမှာကတော့ဝဲတဝဲထိုးထားတာတော့။သူကလည်းဘောင်းလူကြီးပါပေါင်းထားတာ။လူနာမပြောနဲ့။ တို့တောင်ဘာမှန်းမသိပဲကြောက်နေကြတာမျက်နာကြီးကတီတီကြီးနဲ့ညီတွေးလေးတက်ကိုဖျားပေါ်ထိုင်ခိုင်းပြီးကလထိုင်ပေါ်ကနေငေါတော့တာပဲမတ်တက်ကသူ့ကိုမိဆိုင်ဖဆိုင်နဲ့ကလှုပ်ထားတာလို့သူ့ဟာသူယုံနေတာကိုဣရိုးရတဲ့ကတော်ပေါ့ဣအဲ့ဒါနေပြောပါဦးဘလို့ကုတာတော့ဘလို့ကုတယ်တော့မပြောတတ်တော့ပါဘူးဣမြက်တွေပဲကြာလာပေါ့ဟာဒါပေတိကလားဆရာဝန်ကြီးက ူ့ကိုသူကတော်ကျုပ်တဲ့ဘိုးတော်တဲ့တော့ကတော်ဆယ်ပါးကင်ထားတယ်ပေါ့မတ်တက်ဆိုတာမျက်လုံးကိုပြုလို့ ਈ ကတော်ဆယ်ပါးဆိုတာရှိလို့လားသူပါဆက်တဲ့ရှိတာပြောတာနေမှာပေါ့ကောင်းကောင်းနေတရားအားထုတ်လက်ဖွဲ့ချုပ်ပေးလိုက်မယ်ဆိုပြီးမတ်တက်လည်းပဲကျိုးတချောင်းချီပေးလိုက်တာပဲနနွေးရောင်ကိုထိန်းလို့ကလားလက်ဖွဲ့နေမှာပေါ့နောက်ရက်ကစပြီးမတ်တက်စိတ်ငြိမ်သွားတော့တာပဲ စိတ်ငြိမ်သွားတော့မှ तू ကစေကုသာတော့ရှင်းရှင်းပြောက်တာပါပဲအီမတ်တက်ကဆရာဝန်ကြီးကိုဆဲကတော်ချုပ်ဘူးတော့ဆိုတာတသက်လုံးယုံသွားချက်တော့သူကနောက်တော့မှစဉ်းစားမိကြတာပေါ့အီစိတ်ဆွဲချွတ်တာနေမှာပေါ့ဆရာဝန်ကြီးကအပေါက်ဆိုးသလောက်နောက်ပျော်ပျော်လေးကအီကျမတို့မှာထွေးလေးတက်စေကုသာပုံအကြောင်းပြောတိုင်းရေချရသည်ဆရာဝန်ကြီးကကတော်ဝဲထူးပြီးဘူးတော်လောက်တာကိုရေချခြင်းဖြစ်၏ ွာရီမှာရှိတတ်ကြသည့်အစွဲလန်းနေယုံကြည်မှုတွေမိယိုးဖလာကိစ္စတွေနတ်တွေဓာတ်တွေကိုဒေါက်တာလာဘော်တူကတည်တည်ဆိုကြပါသည်တခုတော့ရှိပါ යි ယောဂသည်တွေကဆရာဝန်ကြီးစီချက်ချင်းရောက်မလာခြင်းဖြစ်သည်တော်ယုံတန်ယုံအဖျားအဖျားယောဂလောက်ပြီးသည့်တရက်နှစ်ရက်နဲ့ပြီးရမီကိစ္စကအဖျားတာရှိပြီး မရှူနိုင်မကင်နိုင် ဖြစ်တော့မှရောက်လာကြတာကိုတော့ဒေါက်တာလာဘော်တူက ိတ်ဆိုးတတ်သည်တခါတော့မျိုးနီတီလူနာကိုလဲနေတိုက်ကညာရင်းချင်းရောက်လာခဲ့သည်ဆရာဝန်ကြီးကလှဲပေါ်တက်ပြီးစမ်းသပ်စစ်ဆေးသည်ပြီးမှခမားတို့ရွာပြန်ပြီးကျင်းသာတူထားတော့လို့ပြောသည်ဖြင့်လူနာရှင်များနဲ့စကားများရသည် ဆိုတာလေအမိကပြောပြလို့သိရပါသည်ဆရာဝန်ကြီးကစိတ်ဆိုးနေသူတွေကို စကားတခွန်မေးမိသည် လူသေးတာထူးဆန်းသလားတဲ့ မတရားခုနိုင်တာမှထူဆန်းတာတဲ့လဲပြန်မောင်းသွားတော့လူနာကလမ်းမှာပဲဆုံးသွားခဲ့သည် နောက်ပိုင်းတွင်ချာဝင်းကြီးကိုလာတောင်းပန်ကြသည်ရွာမှာရေကြရတာရှိသည်တဲ့ကလားဆရာဝန်းကြီးကလက္ခဏာရေးသုံးပါတရားဟောနေသေးတာတဲ့သည်လိုက်တောင်းပန်ကြတဲ့အထဲကကိုဘရင်ကဘာပြောမှတ်တော့အောင်မေပြာလာဖို့တူကပရိစ္ဆာသမုတ်ပတ်များရှင်းပြအောင်မလားထင်မိတယ်တဲ့ ျွန်မခုနှစ်တန်းစာမှုပဲဖြစ်ပြီးညချောင်းပိရင်မှာကျွန်မတို့တမိသားစုလုံးမန်းလေးမြစ်စိတ်ကိုပြောင်းခဲ့ကြသည်ဒီကလေးကဒေါက်တာလာဖို့သူနဲ့ဝေးကြရပါတော့သည်အဖေကဆိုရင်ကိုလက်မအီမသားရှိတိုင်းလာဖို့သူအောက်မေ့သေးတော့ဟု ပြောလေရှိပါသည်အမေကမြင်းချံပြောင်းကနီးစီကန်းလူနာတွေအတွက်ရီအိုးတဲ့နှလုံးရေတဲပြီးခဲ့ကနှုတ်ဆက်ခဲ့သည်ဆရာဝန်ကြီးရောဆရာဝန်ကတော်ကြီးကပါ ဝမ်းသာစွာလက်ခံကြသည်ဆိုပါ၏မေကဆရာဝန်ကြီးတို့ကျေးဇူးမမေ့ပါဘူးမန်းလေးပြောင်းအောင်မတော်အငယ်မိပါသေးလို့ပြောတော့ဒေါက်တာလာဖို့သူကအမေကိုငောက်သေးတဲ့မမြတင် လူနာတွေတောက်ဖို့ရေလိုတာကောင်းနေရေစာနေတဲ့လူနာတွေရေအီအီတောက်ရတယ်မြမတပြည်လုံးရေချမ်းစင်တွေရှိတယ်မဟုတ်လားဘယ်နေရာမှာပဲဖြစ်ဖြစ်ရေလိုတဲ့နေရာမှာရေအီအီတောက်နိုင်တယ်မဟုတ်လားဆရာဝန်တွေလည်းဒီလိုပဲ ရေချမ်းစင်တွေလိုနေရာတကာမှာရှိတယ်။မောလာတဲ့သူတွေအတွက်ရေချမ်းစင်တွေမှာရေအိုးတွေအမြဲအဆင်သင့်ရှိကြတယ်။ဆီယဝန်ရဲ့စိတ်နှလုံးဟာအေးမြတာချင်းတူတူပဲမြတ်တာထားတာချင်းတူတူပဲဒါကိုနားလေပါ။